ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Football King ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လာလီဂါအရှင်သခင်ပွဲကိုမကြာခင်မှာခံယူသွားပွဲရှိနေခဲ့တဲ့ဘာစီလိုနာဘာစွာသင်းကတော့လာလီဂါအရှင်သခင်ပွဲကိုမကြာခင်မှာလက်ခံရယူသွားတော့မှာဖြစ်ပြီးတော့သူတို့တွေကိုရှင်ပြီးလာလီဂါချန်ပီယံစုဖလားကိုတရားသီးမှာရှင်နိုင်မဲ့အသင်းရှင်နိုင်တော့မှာမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့တနေ့ကကစားခဲ့တဲ့ဘာစွာသင်းနဲ့ရီယယ်မက်ဒရစ်အသင်းရဲ့ပွဲစဉ်မှာဘာစွာသင်းကရီယယ်မက်ဒရစ်အသင်းကိုငယ်နိုင်အသင်းလေးအသင်းကို ပြောပါသေးဆိုပြီးတော့ဥဆောင်ကိုးတွေစတင်ပေးခဲ့မှာနောက်ဆုံးမဲ့အဆုံးသတ်မှာတော့ဘဲချိန်နိုင်ယူရပါတယ်ကွာဆိုပုံစံမျိုးနဲ့ခြေပါကိုရောအနိုင်ကိုးတွေပါစတိုက်သွင်းပြီးတော့အနိုင်ပြသွားခဲ့တာပါလာလီကာချန်ပီယံဆုတဲ့အပြိုင်ဆိုင်ဖြစ်နေခဲ့တဲ့ချိန်မှာဘာစလိုနာတဲ့ရီယယ်မက်ဒရစ်ကိုကမ်းမနိုင်ပွဲရယူပြပြီးချိန်မှာတော့ဒီအသည်ရဲ့လာလီကာရှင်သခင်ပွဲကိုရယူသွားဖို့တေချာတော့ရှိသွားခဲ့တာဖြစ်ပါတယ်ရီယယ်မက်ဒရစ်အသင်းတို့အဖွင့်ကိုကိုပွဲစား9မိနစ်မှာအမ်ပါပီကပန်နယ်တီကရင်တစ်ဆင့်သွင်းယူခဲ့ပြီးတော့14မိနစ်မှာဖီနီရှာပေးတာကနေအမ်ပါပီကပဲ ဘာစွာတဲ့လူဂျုံထောင်ချောင်းကိုကြောဖြတ်ပြီးတော့ဒုတိယဂိုးကိုထပ်မှန်ပြီးရယူသွားခဲ့ပါတယ်။ MBA Real Madrid ဂျာမားဘွားပွဲဥတွက်ရာသီမှာ38ဂိုးထိသွင်းယူခဲ့တာကြောင့်နာမည်ကျော်တိုင်းစင်မှုဟောင်းဇာမိုရာနိုကိုကြောဖြတ်က Real အတွက်ပွဲဥတွက်ရာသီမှာသွင်းဂိုးအများဆုံးကစားသမားဖြစ်တဲ့ဆန်ချိန်တင်နိုင်ခဲ့ပါပြီ။ပွဲစားရင်16မိနစ်တွင်းမှာပဲ2ဂိုးပြန်ရှုံးနိုင်နေခဲ့ပေမဲ့ဘာစွာတဲ့ဟာမယုံနိုင်လောက်အောင်ပြန်လာနိုင်ခဲ့ပြီးတော့19မိနစ်မှာ Eric Garcia 32မိနစ်မှာ Yamel ကခြေပါဂိုးတွေဇက်တိုက်သွင်းယူသွားခဲ့ကြပါတယ်။ အနောက်34မိနစ်နဲ့45မိနစ်တွေမှာ Rafinha တဦးတည်းကဂိုးတွေထပ်သွင်းခဲ့ပြီးတော့ Rafinha တရားသည် Real နဲ့ဆုံတွေ့တဲ့ပြိုင်ပွဲ၄ပွဲမှာ၅ဂိုးသွင်းပြီးတော့ဂိုးပန်နီမှုနှစ်ကြိမ်ပြီးပြုတ်သွားနိုင်ခဲ့ပါပြီ။ဒါကြောင့်မလို့သွင်းဂိုးပိုင်ပတ်သက်မှုက9ဂိုးတိရှိခဲ့တဲ့အတွက် Barcelona ကနေ Messi နောက်ပိုင်းတရားသည်တွင် El Clasico ပွဲမှာ Barcelona ကသွင်းဂိုးပိုင်ပတ်သက်မှုအများဆုံးစားမဖြစ်တဲ့ရပ်တည်နိုင်ခဲ့ပါတယ်။ Ibak Khunshiko 1x Battle ကိုနိုင်ငံတကာပေါ်ကြီးတိုင်း Football Game မှာကစားလို့ရပါပြီ။ WiFi အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ Football game မှာကစားခြင်းလည်းဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်သုံးလုံး53လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ဘာသာသင်းက Real Madrid ကိုနိုင်ပြီးတဲ့ပွဲစဉ်အပြီးမှာတော့လမင်းရမဲက El Clasico နိုင်ပွဲမှာအောင်ပွဲခံတဲ့ပုံကိုဒီပုံနဲ့ live ပေးသွားအောင်လို့ဆွေစားသားနေတူမျက်စိတစ်ပတ်မှိတ်ပြပြီးတော့ပြောင်ပြတဲ့ emoji နဲ့တူတင်သွားခဲ့ပါလိမ့်။ ။ဘာကြောင့်လဲဆိုတော့ဘာစလောကိုအင်တာမီလန်ကအနိုင်ရပြီးချန်ပီယံလိဘိုလိုဝဲတက်နိုင်ခဲ့တဲ့ပွဲပြီးမှအင်တာမီလန်နောက်ခံဘတ်စတိုနီရဲ့အောင်ပွဲခံပို့စ်ကိုဘယ်လင်ဂန်နဲ့ရီယယ်မက်ဒရစ်ဂန်ဝင်ဆာဂျူရာမိုးစ်တို့ကလိုက်ပေးသွားခဲ့ကြပါလိမ့်။အဲလိုရဲ့အတွက်လမင်းရာမဲကလက်စားချေအနေနဲ့အက်ကလစီကိုပြိုင်ပွဲပြီးမှဘယ်လင်ဂန်ကိုပြန်လှည့်ပြီးတော့ပြည့်ရပြူသွားခဲ့တာပါ။ဘာစလောနီပြဘွားပွဲဥဒ်ရဲ့ရာသီမှာရီယယ်အသင်းကိုပြိုင်ပွဲဆုံး၄ပွဲဆက်တိုက်အနိုင်နိုင်ခဲ့တာကနှစ်ဦးသာရှိခဲ့ပြီးတော့နမေတော်နီးပြဟောင်းဂွာဒီယိုလာနဲ့အခုဟန်စီဖလစ်တို့ပဲဖြစ်ပါတယ်။ရီယယ်မက်ဒရစ်အသင်းကတော့စပိန်ပြင်ဖလား ချန်ပီယံဖလားတွေကိုလက်လွတ်ခဲ့ရတဲ့ပြင်လာလီဂါမှာလည်းဘိုးဆွဲဖို့ကမျောနှင်းချက်နှဲသွားဖြစ်တဲ့အတွက်နောက်20 21ရာသီနောက်ပိုင်းဖလားလည်းမဲ့ရာသီနဲ့ပြန်လဲပြီးတော့ရင်ဆိုင်ဖို့နှီးစံနေဖြစ်ပါတယ်။ဘာစရာအသင်းနဲ့ရီယယ်မက်ဒရစ်အသင်းတို့ကလာလီဂါမှာပေးချန်ပီယံစုအတွက်တိုက်ပွဲဝင်နေခဲ့ကြတာဖြစ်ပြီးတော့နောက်ဆုံးဆုံးတွဲခဲ့တဲ့ပွဲတွေမတိုင်ခင်မှာဘာစရာက၄မှတ်ဖြတ်ထားခဲ့ပြီးတော့လာလီဂါချန်ပီယံစုနဲ့ရေပန်းစားနေခဲ့ကြတာပါ။ကုကာမှာတော့ဘာစရာအသင်းကရမှတ်9မှတ်ထိဖြတ်တောက်ပြီးလက်ချန်ပွဲတွေ3ပွဲကစားဖို့ကြံရှိနေတဲ့အချိန်မှာ တပွဲအနိုင်ရအောင်လေလာလီဂါချန်ပီယံဆုကိုစွကူးသွားနိုင်မှာလည်းဖြစ်ပါတယ်။ဘာစလောနာအသင်းနဲ့ချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမယ့်ဒီအသင်းမှာဆူပလာသုံးလုံးအောင်ယူမှတ်တမ်းကိုပိုင်ဆိုင်သွားဖို့နှိစနေပြီလည်းဖြစ်ပါတယ်။စောင်းနေကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။